သူမကတော့ကျွမ်းကျင် trainer တဦးဖြစ်ပြီးရေတတဝဖျော်ပြမှုလောကမှာလေနမည်ရလာတဲ့တက်သစ္စာကျဲဝင်းတဦးဖြစ်ပါတယ်။စေစုနေတစုကျော်လောက်အတွေ့အကြုံတွေသူမနဲ့ထိမ့်သိမ့်ကင်တွေရတဲ့တလိမ့်ဆန်တွေအကြာကနှဆိုင်နဲ့ဆက်နွယ်မှုတွေ Jessica Redcliffe သူမရဲ့ဝါသနာပါရအိမ်မက်အတိုင်းရှင်းတန်းရက်တည်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးမှုတွေစတင်လာတဲ့တခုသောနေ့လေကင်းမှာတော့ပြိတ္တတွေကိုဖျော်ဖြေနေစဉ်အတွင်းမှာပဲအရာအလုံးဟာတလွဲတချော်ဖြစ်ကုန်ပါတယ်။ ရေပြင်းဟာအပြင်းထန်လှုပ်ခတ်လာပြီး trainer လည်းပျောက်ကွယ်သွားပြီးနောက်ဆက်သွဲအနေနဲ့ရေကစားပန်းညံလောကရဲ့အခြေအနေတွေလည်းထာဝရပြောင်းလဲသွားပါတယ်။ဒါဟာ Oracle Wheeler 5က trainer တယောက်ဖြစ်တဲ့ Jessica ရဲ့နောက်ဆုံးသောအခိုက်အတန့်ဖြစ်ပြီးဘယ်သူမှထုတ်ဖော်ပြောကြားတော့မှာမဟုတ်တဲ့လှည့်ဝှက်ချက်တစ်ခုလည်းဖြစ်ပါတယ်။ဒီကနေ့မှာတော့တင်းတို့ကိုလူအများကြားဖုံးကွယ်ထားတဲ့ trainer Jessica Redcliffe တယောက်ကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်ကြုံလုံးဖွယ်ရအခိုက်အတန့်တွေနဲ့တိရစ္ဆာန်တွေရဲ့အမှတ်မထင်ပြောင်းလဲမှုတွေတချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ ဒီတော့ကျွန်တော်အခုတင်ဆက်ပေးမယ့်အစီအစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။အစီအစဉ်ဖြစ်ပြီးဆိုရင်တော့စားလိုက်ရအောင်ပါ။၆တန်အလေးချိန်ရှိတဲ့ Killer World ဝေလံ၅တကောင်ရှိတဲ့ရေကန်နဲ့တင်ဆက်မှုတွေမပြုလောက်ခင်တခါတုန်းကလည်း Jessica Rap Click ကစိတ်ကူးအိမ်မက်တွေနဲ့မိန်ကလေးတယောက်ဖြစ်ခဲ့ပါသည် သူမဟာအနောက်အလဲပိုင်းကမျိုးငယ်လေးတစ်မျိုးမှာကြီးပြင်းလာခဲ့ရပြီးအပြင်မှာတခါမှမကြုံဘူးပေမဲ့ပင်လေတမုတ်တရားကိုအယံမဲ့သဘောကျခဲ့ပါရယ်။တခြားသောကလေးတွေကဆော့ကစားနေတဲ့အချိန်မှာဂျက်စီကာကတော့ပင်လေတတဝါရီရဲ့အချက်လက်တွေကိုလေးလာမှတ်သားနေလေရှိပါရယ်။သူမရဲ့အသက်17နှစ်အရွယ်မှာတင်လပိုင်မျိုးစိတ်တိုင်းရဲ့ Sealand က Oracle Wheeler 9တိုင်းရဲ့နာမည်တွေကိုလည်းအလွတ်မှတ်သားနိုင်စွမ်းရှိခဲ့ပါရယ်။ 73နှစ်ပြည့်မွေးနေ့မှာတော့သူမရဲ့မိဘတွေကသူမကိုစီလန်းကို အလဲပတ်ခေါ်သွားပြီးအဲ့ဒါကတော့ Florida ကမ်းရိုးတန်းကအရန်ကိုကြီးမာတဲ့ရေကစားပန်းချံတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီနေ့ကသူမလည်း Oracle ဝေလာ9တကောင်ကိုပထမဦးဆုံးအကြိမ်အနီးကပ်မြင်တွေ့ခွင့်ရပြီးဒီအချိန်မှာပဲသူမသိရတာကသူမဟာဒီနေရာကိုအလဲပတ်လာရောက်ချင်တာမဟုတ်ဘဲဒီနေရာနဲ့တက်ဆိုင်သူတယောက်ဖြစ်ချင်တယ်ဆိုတာပါ။ဒီလိုနဲ့အသက်20အရွယ်မှာတော့သူမလည်းအလုတ်တင်အဆင့်အနေနဲ့စတင်လောက်ကန်ခဲ့ပြီးရေပုံးတွေစေးကြော်တာတလိမ့်ဆန်တွေရဲ့အပြုတ်မှုပုံစံတွေကိုလေးလာတာတွေပြုလုပ်ခဲ့ပါရီ သူမဟာမျော်မှန်းထားတဲ့ဝီစီကန်ရတဲ့ trainer ဘဝကိုမရောက်သေးပေမဲ့စိတ်အားထက်သန်မှုကတော့မလျော့သွားခဲ့ပါဘူး။မကြခင်နှစ်အနေငယ်အတွင်းမှာပဲသူမလည်းအကြီးတန်း trainer အဖြစ်ရာထူးအလင်းမြန်တိုးလာပြီးအပြုမှုဆိုင်ရာတိုးတက်မှုတွေ၊လပိုင်တွေ၊ Beluga နဲ့ Oracle ဝေးလာ၅ကြီးတွေအကြားနှီးကပ်တဲ့ဆက်ဆံရေးတိစောက်နိုင်မှုစားတာတွေအတွက်အထူးပြုဆောင်ရွက်ရတာဖြစ်ပါတယ်။ Jessica ဟာ trainer တယောက်ဆိုယုံနေမှာပဲဒီတက်တော်ဝါရီနဲ့သူမဟာမိသားစုတစုလို့ဖြစ်လာပြီး သူကလည်းဒီတက်တော်ဝါရီရဲ့အရေးအကဲစိတ်ခန်းစားချက်အတက်အကျ နာကျင်မှုစတာတွေကိုနားလည်နိုင်ခဲ့ပါပြီ။သူမကလူသားနဲ့ဝေလာငါးကြားဆက်နွယ်ပတ်သက်မှုမှာအပြန်လဲယုံကြည်မှုတည်ဆောက်နိုင်မယ်လို့ယုံကြည်ထားပေမယ့်ကြိုတင်ခံမမရတဲ့ဒီလိုသားရဲကြီးတကောင်ကိုမျက်လုံးမှိတ်ယုံတာကတော့အန်ဒီရဲ့များလာပါပြီ။သူ့ကိုတိုက်တန်လို့မခေါ်ကြခင်တော့ကသူဟာအသက်နှစ်နှစ်တောင်မပြည့်သေးတဲ့အကောင်ပေါက်လေးသာရှိပြီးအိုင်စလန်ကမ်းရိုးတန်းကအေးဆက်မှောင်မိုက်တဲ့ရေပြင်ထဲမှာကူးခတ်သွားလာနေခဲ့တာပါ။ တရက်မှာတော့သူတို့ဟာပိုက်ကွန်တစ်ခုတည်းဖမ်းမိသွားကြပြီး1983ခုနှစ်မှာတော့တိုက်တန်လည်းမိဘတွေနဲ့ခွဲခွာရင်းလောင်ကန်နဲ့ရောက်လာရပြီးတဘာဝရဲကိုဘတော်မှပြန်မလာနိုင်ခဲ့တော့ပါဘူးအစားပိုင်းမှာတော့တိုက်တန်လည်းအခက်အခဲဖြစ်ခဲ့ရပြီးလောင်ကန်တွေဟာအရန်ကိုသေးတာကြောင့်သူ့ရဲ့မိသားစုဝင်မဟုတ်တဲ့တခြားသော Oracle ဝေလာ9ရဲ့စုညံတန်တွေနဲ့ပြည်နှံနေခဲ့ပါတယ်ပထမလောင်ကံမှာတော့ရန်လိုတဲ့အပြုမှုမှန်သမျှကိုမှတ်တမ်းတင်ထားပြီးထရိနာတွေနဲ့တွေ့ဆုံခွင့်မရှိသေးပေတခြားသောဝေလာ9ရီကိုတော့မြင်တွေ့ခဲ့ရပါတယ် သူအားများသောအားဖြင့်တီးခြားဖြစ်နေတပြီးမကြာခဏလေးအပြစ်ပေးခံရတတ်လိရှိပါသည်1992ခုနှစ်မှာတော့ပုံမှန်လေးချိန်အစီအစဉ်တွင်ပြုလုပ်နေစဉ်မှာပဲအမျိုးသမီးထရိနာတယောက်ကထိုက်တန်ရဲ့ရေကန်နဲ့မတော်စပြုတ်ကျသွားပြီးမျက်မြင်တွေ့သူတွေကတော့သူကသူ့မကိုကန်နဲ့ဆွဲချလိုက်တယ်လို့ဆိုပါသည်အကူအညီတွေလည်းအလင်းမြန်ရောက်လာပေမဲ့အတော်နောက်ကျသွားပြီးတိဆုံးမှုကိုတော့မတော်စမှုအဖြစ်သာသတ်မှတ်လိုက်ကြပါသည်တရားဝင်ထုတ်ပြန်ချက်တွေကတော့ဝေလာငါးဟာနာကျင်စီလိုတဲ့ရည်ရွယ်ချက်ရှိမှရှိတေချာမဆုံးဖြတ်နိုင်ကြောင်းဖော်ပြထားပြီး ထိုက်တန်လည်းနောက်ထပ်နေရာတစ်ခုကိုရွှေ့ပြောင်းခဲ့ရပါသည်ဒီလိုနဲ့စီလံရောက်လာတဲ့အချိန်မှာတော့ Titan ဟာပန်းချိန်ရဲ့ကျဲပွေတင်ဆက်သူတူဖြစ်လာခဲ့ပြီးအဲ့ဒီနေရာမှာရှိသမျှဝေးလာ9ရီတဲ့အရွယ်အဆအကြီးမားဆုံးအလှပဆုံးနဲ့အတန်မဆုံးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ကလကနောက်ွယ်မှာတော့ Trainer ရဲ့ဘဝကလည်းမလွယ်ကူလာပါဘူး။သူဟာ Trainer ရဲ့ညွှန်ကြားမှုကိုလေးလူရှုတယ်လို့အစာစားဖို့လည်းညှင်းဆန်နေပြီး Trainer တွေလည်းသူ့ရဲ့ရန်လိုတဲ့အပြုအမူတွေကိုတင်ပြကြတယ်လို့ပြန်နံလာတဲ့သူ့ရဲ့နောက်ကျောင်းရာဇဝင်တွေကြောင့်လည်းကြောက်လန့်နေကြပါသေးတယ်။ ဒါပေမဲ့ Jessica ကတော့ခြားနာစွာပဲစိတ်ရှိမှုဂီယူဆိုင်မှုတွေနဲ့ဆိုရင် Titan ကလည်းထိန်းချုပ်လို့ရလာမယ်လို့ယူဆခဲ့ပါတယ်။တခုသော February ရဲ့နေ့လယ်ကင်းမှာတော့ပွဲကြီးနေရာကထိုင်းကုန်တွေပြည့်နှံ့နေပြီးမိသားစုတွေကဘာလဲခီးတယ်တွေကလေးငယ်တွေစားတဲ့သူတွေအားလုံးပန်းချင်တင်ကြတာတစ်ခုဖြစ်တဲ့ Oracle ပြပွဲကိုလာရောက်ကြည့်ရှုကြပါရစေ။ဒါပေမဲ့အဲ့ဒီအချိန်ဘာတွေဖြစ်မလဲဆိုတာကိုတော့ဘယ်သူမှမသိနိုင်ကြပါဘူး။ Jessica Radcliffe လည်းသူမရဲ့နောက်ဆုံးတင်ဆက်မှုစတင်မှုလုပ်နေပြီးသူမဟာဒါမျိုးချိန်ဖန်များစွာလုံနေပြီးသားပါ။ ဒါရီအလုံးဟာသူမနဲ့တိုက်တန်ကြရှင်နေပြီးသားတွေဖြစ်နေကြပြီးတိုက်တန်လည်းရေကန့်ပြမို့ခုံတက်လာခဲ့ပါတယ်။ပရိသတ်တွေလည်းသဘောကျစွာအားပေးခဲ့ကြပြီးဂျက်စီကလည်းထိုက်တန်ကိုအချက်ပြလိုက်ပါတယ်။ထိုက်တန်ကလည်းအမျိုးမျိုးလှုပ်ရှားဖျော်ဖြေပြနေပြီးသူတို့အားလုံးဟာတသားတည်းဖြစ်နေတယ်လို့အစားပိုင်းမှာတော့အရာအလုံးပြည့်ပြည့်စုံနေပြီးအစီအစဉ်အတိုင်းဖြစ်လာပြီးမှထိုက်တန်ကသူမကိုရုတ်တရက်ရေထဲလှမ်းဆွဲလိုက်ပါတယ်။တခဏမှာတော့လူအုပ်ကြီးလည်းဘာဖြစ်သွားမှန်းမသိကြပဲတာဟာပြကောရဲ့အစိပ်ပိုင်းတွေကတခုလားမတော်တဆလားဆိုတာဇဝေးဇဝါဖြစ်သွားကြပြီး ထိုက်တန်ကလည်းသူ့မကိုလိုက်လံတိုက်ခိုက်နေပါတယ်ထိုက်တန်ရဲ့တောက်လျှောက်လိုက်လံတိုက်ခိုက်မှုကြောင့်အရေးပေါ်သတိပေးချက်တန်တွေမြည်လာခဲ့ပြီးသူတို့လည်းပိုက်ကုန်တွေပြင်းအချက်ပြခြင်းအစာကျွေးခြင်းလက်နဲ့အမှုရပြခြင်းစသဖြင့်သူတို့လုံနိုင်တဲ့များအရာအလုံးလှုပ်ဆောင်နေကြပါတယ်ဒါပေမဲ့လည်းဒါတွေကအလုံးမဖြစ်ခဲ့ကြပဲသူ့မကိုမိနစ်30လောက်ကြာဆက်လက်တိုက်ခိုက်နေခဲ့ပြီးဝန်ထမ်းတွေကသူ့မရဲ့ခန္ဓာကိုယ်ကိုပြန်လည်ရယူတဲ့အချိန်မှာတော့အတော်လေးအချိန်နှောင့်သွားခဲ့ပါပြီ ဒီလိုနဲ့ဖြောပြေးတင်ဆက်မှုကလည်းရန်နာလိုက်ရပြီးပွဲကြီးစင်မှလည်းအချက်ပေးအောအတန်တွေစူးညံနေခဲ့ပါတယ်ဝန်ထမ်းတွေကလည်း code black code black လို့အချက်ပေးတန်ပြောရင်အရေးပေါ်တုံ့ပြန်မှုတွေပြုလုပ်လာကြပါတယ်ဒါပေမဲ့ Jessica အတွက် second mind တိုင်းကအရေးကြီးနေပြီး trainer တွေလည်းအမျိုးမျိုးစ조사ကြည့်ပေးမယ် Titan ကတော့အမိန့်တွေကိုမနာခံတော့ပါဘူးမြင်းမြင့်တက်သေးတွေကတော့ဒီဖြစ်ရဟာအရန်ကိုထူးဆန်းကြောင်ပြောလာပြီးသူမရေးပေါ်ပြန်ပေါ်လာတဲ့တခဏမှာ Oracle ကသူမကိုအတင်းအကျပ်ရေးတဲ့ဆွဲနေချနေခဲ့ပါတယ် တချို့ဆိုရင်သူတို့ရဲ့ကလေးတွေရဲ့မျက်လုံးတွေကိုပါပိတ်ထားကြပြီးတချို့ကလည်းမှတ်တမ်းတွေရိုက်ကူးကြတယ်လို့ခဏအကြာမှာတော့ကြောက်လန့်တခြားအော်ဟစ်တန်တွေကလည်းတိတ်ဆိတ်မှုအဖြစ်ကူးပြောင်းသွားပါပြီ။ဂျက်စီကတယောက်ကန်ထဲမှာဝေလံငါးတစ်ကောင်ကချိန်ဖက်များစွာဆွဲနှစ်တိုက်ခိုက်တာကိုကြုံတွေ့ခဲ့ရပြီးတချိန်မှာတော့ Titan ကရေထဲကတက်လာတော့သူ့မရဲ့အသက်မဲ့တဲ့ခနာကိုကလည်းသူ့ဘေးနာကမလုံမရက်မျောလာပါပြီ။ကယ်ဆယ်ရေးအဖွဲ့တွေကလည်း Titan ကိုတိကျခွဲထားဖို့မိနစ်30အထိအချိန်ယူလိုက်ရပြီးသူတို့လည်းဂျက်စီကရဲ့အသက်မဲ့တဲ့ခနာကိုကသာပြန်လည်ရယူနိုင်ခဲ့ပါပြီ။ ထိခိုက်ဒဏ်ရာတွေဟာပြင်းထန်တယ်လို့တင်ပြချက်တွေအရထိခိုက်ဒဏ်ရာတွေစုပ်ပြဲဒဏ်ရာတွေအများအပြားရရှိထားပြီးသူမဟာအခင်ဖြစ်ပွားရာနေရာမှာတင်သေဆုံးသွားတယ်လို့သိရပါတယ်။ကြီးစုသူပြိတ္တတွေလည်းပွဲကြီးစဉ်ကပြန်လည်ထွက်ခွာသွားပြီးအော်ဟစ်တန်တွေလက်ခုပ်တန်တွေမရှိတော့တယ်လို့အရာအားလုံးဟာတိတ်ဆိတ်ညံ့သေးသွားခဲ့ပါတယ်။တီဂျာရာကတော့သူတို့ဟာအိမ်မဆိုးတစ်ခုကိုလက်တွေ့ကဘာမှာမြင်တွေ့လိုက်ရတာပါ။အဲဒီနောက်မှာတော့ပန်းချန်ကိုလည်းနိုင်ပိုင်းအတွင်ပိတ်သိမ်းလိုက်ကြတယ်လို့ပြားဝဲအစီအစဉ်တွေလည်းဖျက်သိမ်းလိုက်ပြီးတကားတွေလည်းတော့ပိတ်လိုက်ကြပါသေးတယ်။ တာဝန်ရှိသူတွေလည်းတရားဝင်စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ကြပြီးသူမရဲ့တိစုံမှုဟာဘလို့လွဲချော်မှုတွေကြောင့်လဲဆိုတာကိုဖော်ထုတ်နိုင်မှုစ조사ခဲ့ပါတယ်။ဒီလိုနဲ့အသက်38နှစ်အရွယ် Jessica Radcliffe ဟာလေအခင်ဖြစ်ပွားရာမှာတင်တိစုံသွားခဲ့ရပြီးသူမရဲ့ရင်ခွေစစ်ဆေးမှုအဖြစ်ဟာလည်းအလုံးကိုတုံ့နှုတ်သွားစေပါတယ်။သူမဟာရေနေမွန်းခြင်းနဲ့အပြင်းထန်ရိုက်ခတ်မှုတွေကြောင့်တေဆုံကြောင့်အတီးပြူလာခဲ့ပြီးသူမရဲ့ဒဏ်ရာတွေကလည်းဆွဲယူခံရခြင်း၊ထုနှက်ခံရခြင်းနဲ့မကြာခဏရေနဲ့ခံရခြင်းတို့ကြောင့်တေဆုံရတဲ့ဖြစ်တဲ့အကြောင်းထောက်ခံခဲ့ကြပါသည်။ ဒီသတင်းဟာကမ္ဘာတဝန်းကသတင်းဌာနတွေစီပါပြန့်နှံ့သွားခဲ့ရပြီးလူစိတ်ဝင်စားတဲ့ခေါင်းစီသတင်းတစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။ trainer ကို killer whale wheeler ငါးမှာတက်ဖြတ်ခဲ့ခြင်းဓာတ်ရိုက်တင်ဆက်နေစဉ် oracle wheeler ငါးကအကြမ်းဖက်တိုက်ခတ်ခဲ့ခြင်းစသဖြင့်ခေါင်းစဉ်တွေနဲ့စကားဝဲတွေသတင်းဌာနတွေ online ဆွေးနွေးပွဲတွေအတွက်အကြောင်းအရာတစ်ခုဖြစ်လာပြီးတကယ်တော့ဒီတစ်ချိန်ဟာ titan ပါဝင်နေခဲ့တဲ့ပထမဦးဆုံးတက်ဖြတ်မှုတော့မဟုတ်ပါဘူး။ အဲ့ဒီနောက်မကြခင်မှာပဲတိရစ္ဆာန်အခွင့်အရေးလှုပ်ရှားတက်ကြွသူတွေက Oracle Fancy ထိမ့်သိမ့်မှုကိုစန့်ကျင်တဲ့ကမ်ပိန်းတစ်ခုစတင်လာခဲ့ကြပြီးစီးလန်းရဲ့တကပောက်အရှိမဆန်းနှပြလာပါတယ်။ Jessica အတွက်တရားမျှတမှုရှာဖွေပေးဖို့လည်းတောင်းဆိုနေကြပြီး Titan ကိုလည်းတဘာဝအတိုင်းလွတ်မြောက်ခွင့်ပေးရမယ်လို့ဆိုလာပါတယ်။စီးလန်းကတော့ဒါဆိုးရတဲ့မတော်တဆမှုတစ်ခုအနေနဲ့ထုတ်ပြန်ခဲ့တယ်လို့ Jessica မိသားစုကိုလည်းဝမ်းနေကြောင်းဖော်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းကလကနောက်ွယ်မှာတော့ထိခိုက်မှုထိမ့်သိမ်းရေးတွေလှုပ်ဆောင်ခဲ့ကြပြီးဝန်ထမ်းတွေကိုလည်းမီဒီယာတွေနဲ့ပြောဆိုခြင်းမပြုဖို့ပိတ်ပင်လိုက်ပါတယ်။ဒါပေမဲ့ Titan ရဲ့အပြုမှုပုံစံတွေနဲ့ပတ်သက်တဲ့အတွင်းရဲ့အချက်လက်တွေပေါကြားလာခဲ့ပြီးတကယ်တော့ Titan ဟာ NDA ရှိကြောင်းအချက်လက်တွေပြသနေပြီးမြန်ကျန်တာဝန်ရှိသူတွေဟာသူ့ကိုပြပွဲတွေမှာဆက်လက်အသုံးပြုနေကြတာဖြစ်ပါတယ်။ ။အဲဒီနောက်မှာတော့ဒါဟာဆိုးွားတဲ့မတော်တဆမှုမဟုတ်တော့ပဲ။ဒါကပန်းချံတာဝန်ရှိသူတွေနဲ့တိုက်ရိုက်သက်ဆိုင်တဲ့အကြောင်းပြောလာပါရယ်။ရဲတပ်ဘက်အနေငယ်အကြောင်မှာတော့ Titan ကိုအများပြည်သူတင်းဆက်ဖျော်ဖြေမှုတွေကနေအပြည့်တိုင်းဖယ်ရှားပြစ်လိုက်ပါရယ်။နောက်ထပ်ပြပွဲလေးရှိလာမှာမဟုတ်တော့တယ်လို့ပရိသတ်တွေကလည်းသူ့ကိုမြင်ရမှာမဟုတ်တော့ပါဘူး။သူ့ကိုစင်နောက်ွယ်ကလှောင်ကန်တွေမှာထိမ့်သိမ့်မှုဆုံးဖြတ်လိုက်ကြပြီးဂျက်စီကာရဲ့မိသားစုကတော့လူရှိထွက်လာရင်သူတို့မိသားစုဝင်အတွက်တွေမှာကပဲတကယ်အန်ဒီရဲ့အစ်မန်ကိုမတိထားပဲရေထဲဆင်းလာမယ်ထရိနာတွေအတွက်ပါ အခုလိုလုံရဲ့အတွက်အပြေတောင်းဆိုခဲ့တယ်လို့စီလန်းကိုလည်းတိုက်ရိုက်စိန်ခေါ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲနိုင်ငံတော်အလုံးမှာအနဝါပန်းချန်တွေအားလုံးကိုလုံခြုံရေးဆိုင်ရာစစ်ဆေးသူတွေလာရောက်စစ်ဆေးကုန်ကြပြီးတိုက်ရိုက်တင်ဆက်နေစဉ်အတွင်း trainer တွေက Oracle ဝေလာငါရှိတဲ့ရေကန်တွေနဲ့မဝင်ရဘူးဆိုတော့စီကန်တက်တွေပါတတ်မှတ်လိုက်ကြပါတယ်။အဲ့ဒီအပြင်တလိမ့်ဆန်တွေကိုဖန်စီထိမ့်သိမ့်မှုနဲ့ပတ်သက်လို့ကန့်ကွက်သူတွေမိကွန်ထုတ်သူတွေများလာတယ်လို့အရင်ကလိုစိတ်လှရှာရင်ခုန်စွမ်းမပေးနိုင်တော့တဲ့ဖြောပြေးတွေကြောင့်ရေကစားပန်းချန်တွေရဲ့လူဝင်မှုနှုန်းကလည်းကျဆင်းသွားကြရပါတယ်။ ဒီလိုနဲ့ပဲဂျက်စီကာရဲ့အဖြစ်ပြက်တဲ့သူမရဲ့နာမည်ကလည်းခေါင်းစီသတင်းတစ်ခုထပ်ပို့လာပြီးသင်္ကေတတစ်ခုသတိပေးချက်တစ်ခုလို့ဖြစ်လာခဲ့ပါတယ်။အတွေ့အကြုံအရှိဆုံးအကျွမ်းကျင်ဆုံးနဲ့အလိမ့်မှအပါအနှံ့ဆုံးထရိနာတစ်ယောက်တောင်မှတဘာဝတရားရဲ့ပုံသေးမခံမနိုင်မှုအောက်မှာတားကောင်ဖြစ်သွားတဲ့အကြောင်းသတိပေးချက်တစ်ခုဖြစ်လာပါတယ်။ဒါအပြင်ဒီဖြစ်ရပ်တစ်ခုလုံးကိုသုံးသပ်ကြည့်မယ်ဆိုရင်တားရဲ့တလေးဆန်ကြီးတွေဟာအမှန်တကယ်ပဲကျွန်တော်တို့ကိုဖျော်ဖြေစေရုံတသက်ပြသမယ်တတဝါတွေလား။သူတို့ကရောအမှန်တကယ်ပဲထိန်းချုပ်လို့ရရဲ့လား။ဘဝတစ်ခုလုံးနှိမ့်မြုပ်လောက်ကင်လာတဲ့ထရိနာတစ်ယောက်တောင် သူတို့ကိုယင်ပါလာအောင်မလုပ်ဆိုင်နိုင်ကြဘူးလားစတဲ့မိကုန်းတွေအဆက်မပြတ်ပေါ်ပေါက်လာကြမှာအမှန်ပါဒါကြောင့်ဒီကနေ့မှာတော့တင်းတို့ကိုတင်ဆက်ပေးသွားတဲ့ Jessica Redcliffe ဆိုတဲ့ trainer မိန်းကလေးတူနဲ့ Titan ဆိုတဲ့ဝေလာငါးကြီးကြာကထိတ်လန့်တုံ့နှုတ်ဖွယ်ရာဖြစ်ရတဲ့ချို့ကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်ကျွန်တော် ခုတင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးပရိသတ်တို့အနေနဲ့လည်းထင်မြင်ယူဆချက်လေးတွေရှိမယ်ဆိုရင်တော့ comment မှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါဒီ season လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ